မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်ဧပြီလ18ရက်နေ့ Radio NUG ရဲ့မနက်ခင်းစီရီသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ် ည်သူ့ကာကွယ်ရေးတပ်မတော်နဲ့မဟာမိတ်တော်လှန်ရေးဖွဲ့တွေအထွေထွေထိုးစစ်ကြီးအတွက်ပြင်ဆင်ကြိုးပမ်းနေကြတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဦးရင်မွန်အသိပေးလိုက်တဲ့သတင်းကိုတင်ပြပေးချင်ပါတယ်။မက်ရှလာ25ရက်နေ့ကကျင်းပပြုလုပ်ခဲ့တဲ့အမျိုးသားညီညွတ်ရေးအစိုးရပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းစစ်သေးတာအမှတ်နှစ်စစ်စင်ရေးနယ်မြေတိုင်းစစ်ဌာနအေယာဝတီ အမှတ်29ဘျူဟာ AYA PDF အပတ်စဉ်ကခြေခံစစ်ပညာသင်တန်းဆင်ပွဲခန်းနာသူကာကွယ်ဝင်ကြီးဦးရီမွန်ကအွန်လိုင်းမှာတစင်မိကုံးပြောကြားခဲ့ကြောင်း AYA PDF မှသတင်းထုတ်ပြန်ထားပါတယ်။အဆိုပါမိကုံးမှာစစ်မဟာဗျူဟာရ အဆင့်၃ဆင့်ကိုဖျက်တမ်းယူကြရတယ်ပထမအဆင့်အနေနဲ့တနိုင်ငံလုံးကွက်ပြေးစစ်စင်ရေးလှုပ်ရှားနိုင်အောင်ကြိုးပမ်းခဲ့ကြတယ်အခုဆိုရင်ဒေတာတိုင်းမှာတက်တီဆောင်မှုတက်ဖြန့်နေရာယူထားမှုဟာအတိုင်းအတာတစ်ခုထိပြီးမြောက်ခဲ့ပြီလို့ပြောနိုင်တယ်အေယာဝတီတိုင်းသားတွေရဲ့အိမ်ပြန်ခီးကတော့ငါတို့ရဲ့ကွက်ပြေးမဟာဗျူဟာကိုပြေဆုံးစေခဲ့တယ်ဒုတိယအဆင့်အနေနဲ့မဟာဗျူဟာထိုးစစ်ဆင်ပြီးမြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေဆင်နွှဲကြရတာပါပဲအခုရဲဘော်တို့ဟာဒီအဆင့်ကိုဖျက်တမ်းနေကြတာဖြစ်တယ်တတိယအဆင့်အနေနဲ့တနိုင်ငံလုံးထွေထွေ ထွေထိုးစစ်ကြီးတရက်ဆင်နွှဲကြရဖို့ပဲဖြစ်လိမ့်မယ်။အမျိုးသားညီညွတ်ရေးအစိုးရပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့မဟာမိတ်တော်လိုင်းအဖွဲ့တွေဟာဒီထွေထွေထိုးစစ်ကြီးအတွက်ပြင်ဆင်ကြိုးပမ်းနေကြရဲဆိုတာအသိပေးလို့တယ်လို့ပြောကြားထားပါတယ်။ရင်းထိုးစစ်ကြီးမှာအေယာဝတီတိုင်းမြေဝကျွန်းပေါ်ဒေသဟာအရေးကြီးတဲ့စစ်မျက်နှာတစ်ခုဖြစ်ပါဝင်မှာဖြစ်ပြီးမြေဝကျွန်းပေါ်ဒေသသားများဟာအမိတ်နာခံမှုစစ်ဘက်ဆိုင်ရာကျင့်ဝတ်စည်းကမ်းလိုက်နာမှုတိုက်စွမ်းရေးကောင်းမွန်မှုတို့ကိုမဟာမိတ်တော်လိုင်းတပ်မှုများကချီးကျူးဂုဏ်ပြုထားတာကြောင့်အေယာဝတီတိုင်းမြေဝကျွန်း ွန်းပေါ်ဒေတာရဲ့စစ်မျက်နှာအတွက် တာဝန်ကျေပွန်စွာထမ်းဆောင်နိုင်မယ်လို့ယုံကြည်ကြောင်းအသိပေးထားပါတယ်။အနှစ်90ကျော်ကြာတိစောက်ထားတဲ့ဒီချမ်းဖက်လက်နက်ကိုင်ဖွဲ့စည်းကြီးကိုလေးနှစ်သား PDF ကဥချိုးအောင် ချိုးပစ်နိုင်ခဲ့တယ်ဆိုတာကရဲဘော်တို့ရဲ့လက်ယုံရည်နှလုံးရည်ထူးချွန်ထမြန်မှုတွေကိုဖော်ပြနေတယ်လို့ဝင်ကြီးဥယျာဉ်မွန်ကချီးကျူးဖော်ပြပြောဆိုထားပါတယ်ခင်ဗျာ။ မင်းလာမြို့နယ်အတွင်းစစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုဟန်တာတိုက်ခိုက်ခဲ့ရာ၁၀ဦးထက်မနည်းသေဆုံးခဲ့တဲ့တဲ့တင်ကိုတင်ပြပေးခြင်းပါတယ်။ မကွေးတိုင်းတရက်ခရိုင်အထက်မင်းလာမြို့နယ်အတွင်းကကျေးရွာများကိုစစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုအောင်မြင်စွာဟန်တားနိုင်ခဲ့ပြီးစစ်သား၁၀ဦးထက်မနည်းတေဆုံးခဲ့တယ်လို့အပါမင်းလာ PDF ကသတင်းထုတ်ပြန်ထားပါတယ်။ဧပြီလ၁၂ရက်နေ့တကြံကာလမှာစစ်ကောင်စီတပ်ကကပ္ပစာ၃၃မှအင်အားများစုဖွဲ့ပြီးမင်းလာမြို့နယ်အတွင်းကကျေးရွာများကိုစတင်စစ်ကြောင်းထုတ်ဝင်ရောက်လာတာဖြစ်ပြီး၎င်းစစ်ကြောင်းများကိုဧပြီလ၁၄ရက်နေ့မှာတော်လှန်ရေးတပ်ဖွဲ့များကအောင်မြင်စွာဟန်တားနိုင်ခဲ့တယ်လို့ဆိုပါတယ်။ တိုက်ပွဲတွင်စစ်ကောင်စီတပ်ဖက်က10ဦးထက်မနည်းသေဆုံးခဲ့က30ဦးခန့်ပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။၎င်းစစ်ကြောင်းအားဖြတ်တောက်တိုက်ခိုက်ခဲ့ပြီးနောက်မင်းလာမြို့နယ်ရှမ်းတက်ကြီးတိုက်နယ်ရဲစခန်းကိုသတိပေးဟန်တာတိုက်ခိုက်မှုများဆက်လက်ပြုလုပ်ခဲ့ပြီးတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှအထူးကြိုက်ကြဆုံးမှုရှိပေအောင်မြင်စွာဆောင်ရွက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။အဆိုပါစစ်စင်ရေးများကိုပြည်သူ့ကာကွယ်ရေးအဖွဲ့အထက်မင်းလာအရှုချင်းကာကွယ်ရေးတပ် ACDF နဲ့ပြည်သူ့လွတ်လပ်ရေးအဖွဲ့ပြည်သူ့ လွတ်လပ်ရေးတက်တော် PIO PIA တို့ကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာတရင်တီထောင်ခဲ့တဲ့၃နှစ်တာကာလအတွင်းဖေကုံ PDS ရေပေါ်32ဦးကြာဆုံးခဲ့တဲ့တဲ့တင်ကိုတင်ပြပေးကြပါမယ် ဖေကုံ PDF 2006တရင်တီထောင်ခဲ့တဲ့၃နှစ်တာကာလအတွင်းမှာကြာဆုံးခဲ့ရတဲ့အာဇာနည်သူရဲကောင်း32ဦးထိရှိခဲ့တယ်လို့တရင်၃နှစ်ပြည့်ထုတ်ပြန်ရမှာဖော်ပြထားပါတယ်။ဖေကုံ PDF 2006တရင်ကိုအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနမှပြည်သူ့ကာကွယ်တပ်အဖြစ်တရားဝင်အသိမှတ်ပြုတီထောင်ပေးခဲ့တာမှာ2025ခုနှစ်ဧပြီလ18ရက်နေ့မှာ၃နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။၃နှစ်တာကာလအတွင်းကြာဆုံးခဲ့ရတဲ့သူရဲကောင်းအာဇာနည်အရေးအတွက်ဟာ32ဦးတီတီရှိခဲ့ပြီး ီးရဲဘော်18ဦးအားလည်းရဲဝန်စွာနဲ့ကိုလက်အင်ကားပေးလှူခဲ့ရတယ်လို့ဖော်ပြထားပါတယ်။တထောင်6တရင်အနေနဲ့အခြားသောတော်လိုင်းအင်အားစုများနေသူတော်လိုင်းလန်ခီမှာအခက်ခဲများရုန်းကန်မှုများနဲ့စွန့်လွတ်မှုများစွာတို့ကိုယနေ့ထိတိုင်ကြမ်းကြမ်းခိုင်ရင်ဆိုင်ရပ်တည်နေစေဖြစ်တယ်လို့ဆိုပါတယ်။မပြီးဆုံးသေးတဲ့တော်လိုင်းခီလန်မှာရီမန်းချက်အောင်ပွဲရတဲ့အထိဆက်လက်ရှောင်လန်းနေရအောင်မှာဖြစ်ပြီးအကြမ်းဖက်စစ်ကောင်စီတနေ၎င်းတို့ရဲ့စနစ်အားနောက်မျိုးဆက်များအတွက်မချမ်းအမြင့်ပြက်သည့်အထိချိန်မ ုံးတိုက်ထုတ်ရင်တော်လှန်ရေးမှာအပြောင်မြောက်ဆုံးသောတမိုင်းညောင်ကိုရေးထိုးသွားမယ်လို့ဂရိတ္တစာပြုထားပါတယ်ခင်ဗျာ။ မိုးကုန်းနဲ့စင်ကူမှာစစ်ကောင်စီကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ပြီးတည်သူ၁၀ဦးတရားရရှိခဲ့တဲ့တရင်ကိုတင်ပြပေးကြပါတယ်။မန္တလေးတိုင်းမိုးကုန်းနဲ့စင်ကူမြို့နယ်တို့မှာစစ်ကောင်စီကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အရဲသားတည်သူ၁၀ဦးထိခိုက်တရားရရှိခဲ့တယ်လို့ပြည်သူ့ကာကွယ်တပ်ဖွဲ့ပြည်ဝင်ခိုင်ကထုတ်ပြန်ထားပါတယ်။ဧပြီလ၁၉ရက်နေ့မနက်9:48မိနစ်မှာမိုးကုန်းမြို့ရှိပိုင်းကစုပ်ရွာကိုစစ်ကောင်စီတပ်က SU-30 Jet Fighter နဲ့ပေါင်300ဘုံးနှလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ ဒါပြင်မိုးကုတ်နောက်ပိုင်းကတစ်စိန်ကုန်းရွာကိုလည်း Jet Fighter နဲ့ပေါင်300ဘုံတလုံးတဲချသွားခဲ့ပြီးပြည်သူ့နှုတ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်။အလားတူ April 16ရက်နေ့နေ့လယ်12:00မိနစ်အချိန်ကလည်းစင်ကူးမြို့နယ်တရော်ပင်ရွာမြောက်ဘက်ကငကမောက်တောင်မုတ်ပေါက်နီကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။အဆိုပါလေကြောင်းတိုက်ခိုက်မှုအတွင်းပြည်သူ့ရှုမစိုးရိမ်ရတဲ့ဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။ ကြုံတိုးမြို့တောင်ကြိုင်းဒေသကျွာများရှိစာတင်ကြောင်ဖုံးကြီးကြောင်နဲ့နေအင်းများကိုလေရင်နဲ့ဇက်တိုက်ဖုံးကြရာ၃ဘိန်းမောင်းတူတူတည်ဆုံးခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးကြပါမယ်။ နစ်ဆန်တရနေ့ဧပြီလ18ရက်နေ့မနေ့ပိုင်းမှာညနေပိုင်းထိအကြံဖက်စစ်တပ်ကကြုံတိုးမြို့တောင်ကြိုင်းဒေသအတွင်းရှိကျွော်များကို Y12 Jet Fighter များနဲ့ဇက်တိုက်ဘုံကျဲတိုက်ခိုက်နေကြောင်းဒေသသတင်းများအရသိရှိရပါသည်ကနီတရတော်33စုကြိုက်တလိုက်တောက်ပလန်ဝင်းကရွာရှိစာတင်ကြောင်ဖုံးကြီးကြောင်နေနေအများပြည့်စည်မှုရှိပြီးတရတော်ရွာသား၃မိန်းမောင်သူဦးရှဲသေးဆုံးက ကလေးနှုတ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်။ ကြုံတိုးတောင်ကြားအင်းလန်ပိုင်းတခြားကို KNL မဟာမိတ်ပူပေါင်းတက်များနေရာယူထားပြီးကြုံတိုးခမရ945 946တရင်ဒီစေရေးတင်မာနေက Giant Cogre ဂျပန်တရားကိုအကြမ်းဖက်စစ်ကောင်စီတက်ကစစ်ကူအင်အား200ခန့်နဲ့အခိုင်မာနေရာယူထားတယ်လို့ဖြတ်တန်းသွားလာခွင့်ကိုတရားပိတ်ချခန်းစစ်ပြင်နေတယ်လို့သိရှိရပါတယ်ခင်ဗျာ မင်းတက်မျိုးကိုစစ်ကောင်းစီကပေါင်း150ဘုံနှလုံးနဲ့ကြဲချတိုက်ခိုက်ခဲ့တဲ့သတင်းကိုတင်ပြပေးကြပါရစေ။ချင်းပြည်နယ်မင်းတက်မျိုးကိုစစ်ကောင်းစီတက်ကဂျက်ဖိုက်တာနဲ့ပေါင်း150ဘုံလို့ယူဆရတဲ့ဘုံနှလုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ဒေတာတွင်းမှသတင်းတောက်တူဖြစ်တဲ့ HKO မင်းတက်ကနေဖော်ပြထားပါရစေ။ April 16ရက်နေ့ညနေ9:20မိနစ်အချိန်မှာနေပြည်တော်အေလာလီတက်ကနေတက်လာတဲ့ဂျက်ဖိုက်တာတစ်စီးနဲ့မင်းတက်မျိုးပေါ်တနေရာကိုအကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ဆိုပါရစေ။အဆိုပါဘုံကြဲတက် က်ခိုက်မှုအတွင်းအရက်သားနေအိမ်ခုနှစ်လုံးဝင်းကျင်ကန်ထိခိုက်ပျက်စီးသွားခဲ့တယ်လို့သိရှိရပါတယ်။ယခုရက်ပိုင်းတွင်စစ်ကောင်စီကမင်းတပ်နယ်ကံပက်လက်မြို့တို့ကိုအကြောင်းမဲ့လေးချောင်းကနေဘုံကျဲတိုက်ခိုက်မှုများခက်ဆိတ်ဆိတ်ပြုလုပ်နေတာကြောင့်အထူးဂရုစိုက်ကြဖို့နဲ့လေးချောင်းတည်းနားဆွင့်ထားကြဖို့ကို၎င်းတို့ကတိုက်တွန်းထားပါတယ်ခင်ဗျာ။မင်းတပ်မျိုးတွင်တဲ့အနီးတဝိုင်းမြေမြုပ်မိုင်းများအနေငယ်ကျန်ရှိနိုင်သေးတဲ့နေရာများကိုပြည်သူများအားအသိပေးထားတဲ့သတင်းကိုတင်ပြပေးခြင်းပါတယ်။ မင်းတက်မြို့တွင်နေဒီဝိုင်းမြေမြုံမိုင်းနှဲငယ်ကျန်ရှိနိုင်သေးတဲ့နေရာများကိုအသိပေးကြရကထို့နေရာများသို့လက်တလောသွားလာခြင်းမပြုရန်မိမိပတ်ဝန်းကျင်မှာမိုင်းနဲ့ဆက်ဆက်ပစ္စည်းများတွေ့ရှိပါကချက်ချင်းသတင်းပို့ပူပေါင်းဆောင်ရွက်ကြရန်မင်းတက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဧပြီလ18ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။မင်းတက်မြို့တွင်စစ်ကောင်စီတပ်ဖွဲ့ဝင်များထောင်ထားတဲ့မြေမြုံမိုင်း၊ရွှေထက်မိုင်းပါဝင်မိုင်းစုစုပေါင်း2000ထက်မနည်းရှင်းလင်းထားပြီဖြစ်ကြောင်း2025ခုနှစ်မတ်လ16ရက်နေ့မှာထုတ်ပြန်ကြေညာခဲ့ပြီဖြစ်ကြောင်းလက် ်ရှိမှာမိုင်းရှင်းလင်းခြင်းလုပ်ငန်းများဆက်လက်ဆောင်ရွက်နေသလိုမိုင်းရှင်းလင်းနိုင်ခြင်းမရှိသေးတဲ့နေရာအချို့ရှိနေကြောင်းထို့သောအန္တရာယ်ရှိနေရာများမှာမိဘပြည်သူများသွားလာခြင်းမပြုရန်အသိပေးသတိပေးစာရဲများရေးသားတတ်မှတ်ထားကြောင်းဖော်ပြထားပါသည်။ စစ်ကောင်စီလက်ကျန်ပိုင်းကြောင့်မက်စလာတွင်မင်းတက်မြို့အနောက်ရက်ွက်တော်လန်တနေရာမှာအသက်40ဝန်းကျင်အမျိုးသမီးတူမိုင်းနှင်းမိတာကြောင့်ခြေထောက်မှာပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးမင်းတက်မြို့နယ်ကြေးရွာတရွာမှာလည်းအသက်9နှစ်အရွယ်ကလေးငယ်တူစစ်ကောင်စီလက်ကျန်ပိုင်းစော့ကစားရာကနေပောက်ကွဲမှုဖြစ်ပွားခဲ့ပြီးလက်မှာပြင်းထန်တဲ့ဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ စစ်ကောင်စီလက်အောက်ခံ PNU ပြည်သူ့စစ်အဖွဲ့ဝင်တူ PNLA ထံထွက်ပြေးခိုလုံလာတဲ့သတင်းကိုတင်ပြပေးကြပါရစေ။စစ်ကောင်စီလက်အောက်ခံ PNU PNE အသွင်ပြောင်းပြည်သူ့စစ်တပ်ဖွဲ့ဝင်တူပအုပ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLU PNLA ထံကို ထွက်ပြေးခိုလုံလာတယ်လို့ထုတ်ပြန်ထားပါရစေ။ အဆိုပါ PNO တပ်ဖွဲ့ဝင်ဟာတောင်ကြီးမြို့မှာအလုံးလုံးနေချိန်ချစ်သူမိန်းကလေးကိုတော့တွေ့ခဲ့ပြီးပြန်လာမှာစစ်စရေးကိတ်ကဖမ်းဆီးခဲ့ကအတမတသားတေစုဆောင်ခံခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်။၎င်းရဲ့ထွက်ဆိုချက်အရစစ်ကောင်စီကရှေ့တန်းမထွက်ချင်တဲ့ PNO ပြည်သူစစ်များကိုပစ်သက်တာအချို့ PNO တပ်ဖွဲ့ဝင်များကိုအမိတ်မနာခံလို့ဆိုကာဓာတ်နဲ့လက်မောင်းကိုလှည့်ဖြတ်ခြင်းလောက်စလုံးနဲ့ခေါင်းကိုပစ်ခြင်းဝက်စစ်ပိတ်နဲ့ရိုက်နှက်ခြင်းများပြုလုပ်ခဲ့တယ်လို့သိရှိရပါတယ်။ဒါအပြင်စစ်ကောင်စီတနေ PNO ပြည်သူစစ်များကကြေးရ ရာတွင်ရှိပြည်သူများ၏ပစ္စည်းအုပ်စာများကိုခိုးယူခြင်းတပြတိုက်ခြင်းများပြုလုပ်ခဲ့တယ်လို့လည်း၎င်းကထွက်ဆိုထားပါတယ်။စစ်ကောင်စီတပ်ကနှိပ်စက်တာကိုမခံနိုင်တာကြောင့်လက်နက်တွေတကွထွက်ပြေးလာသူကို PNL ကစုငွေများချင်းမြင့်ခဲ့ကတွားလို့တဲ့နေရာကိုပို့ဆောင်ပေးခဲ့တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။ ဖလန်းမြူသိန်းစစ်စင်ရေးအောင်မြင်ပြီးနောက်ချင်းတောင်မှအညာမြေတို့ပြန်လည်ရောက်ရှိလာတဲ့96 soldiers PDF ရဲဘော်များကိုဒေသခံမိဘပြည်သူများမှကြိုးစိုးဂုဏ်ပြုတဲ့တဲ့ရင်ကိုတင်ပြပေးကြပါတယ်။ဖလန်းမြူသိန်းစစ်စင်ရေးအောင်မြင်ပြီးနောက်ချင်းတောင်မှအညာမြေတို့ပြန်လည်ရောက်ရှိလာတဲ့96 soldiers PDF ရဲဘော်များကိုဒေသခံမိဘပြည်သူများမှနှစ်သက်ကြိုးစိုးမှုပုံရိပ်များဖြစ်ပါတယ်လို့ April 18ရက်နေ့96 soldier PDF ကတရားဝင်တဲ့ရင်ထုတ်ပြန်မှုမှာဖော်ပြထားပါတယ်။ အဆိုပါဖလန်းမြို့သိန်းစစ်စင်ရေးမှာ96မှာ10လို့အမည်ရတဲ့တက်ခွဲမှုကြာဆုံးခဲ့ပြီးရဲဘော်လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကနှစ်ဦးမှာကိုလက်အင်က ဆုံးရှုံးခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာယခုတင်ပြခဲ့တဲ့စည်ရေးသတင်းကောင်းနှုတ်ချက်တွေကို Radio NUG သတင်းတောင်းမင်းစစ်သွင်းနဲ့ကားရှယ်တို့ကပေးပို့ထားခြင်းဖြစ်ပါတယ်ကျွန်တော်ကတော့ຫນွေဦးလင်ပါ